သောတာပန်ဆိုတာကလေးလေးပဲဖြစ်ဖြစ်သောတာပန်တယ်လို့ရှိရင်သူသိတယ်ဘုန်းကြီးမေးကြမလို့ဘူးတပည့်တော်အပယ်လွတ်ပြီလားဖရာလို့မေးကြမလို့ဘူးဖုံဖုံတွင်တွင်းမှာတော့ငါကိုထေးဆိုတာရှိတယ်သူဝေဒနာချုပ်ထားတယ်တကြီးလေးပါပေါ်ကနေချုပ်သွားတော့အောက်မက်အောက်ဖို့ပြုတ်တာပေါ့လေဒီနေ့တော့ဖုံဖုံကကလီထော်မှာဝါဆိုတယ်ဝါဆိုတော့စာတတ်ပေတတ်တွေလည်းပါတယ်ဖုံဖုံအဲ့ဒီမှာနေတော့ယဟန်တွေကမေးတယ် ရှင်ဖျားတဲ့သောရပန်တယ်လို့ရှိရင်အပယ်လေးပါလွတ်တယ်လဲပြောတယ်ဘလို့လွတ်တယ်လဲဖျားတဲ့လွတ်လွတ်တယ်လဲဆိုတာသိချင်ပါတယ်တဲ့ကဲတပည့်တော်ပြောနေဟောနေကြတယ်လက်တွေ့ပြမယ်ပြပါဖျားတဲ့အဲ့ဒါနဲ့အဲ့ဒီတုန်းကဝါဆိုတုန်းကကိုထေးဆိုတဲ့ပုဂ္ဂိုလ်ကိုခေါ်ကြည့်လို့ရှင်ဖျားတို့ရွာမှာရှင်ဖျားတို့သိနေတဲ့ကိုထေးဆိုတာရှိတယ်သိသလားဆိုတော့သိပါတယ်ဖျားတဲ့ကဲ ကိုထေးလာရင်လွတ်လိုက်စမ်းလို့ဆိုတော့ရောက်နေပါတယ်ဖရားတဲ့နောက်ဖေးမှာခေါ်လိုက်စမ်းဆိုတော့ခေါ်လိုက်တယ်ခင်ဗျားတို့ကြည်နော်လို့သောရပံဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့အယူဆကိုတပည့်တော်မေးပြမယ်တေချာနားထောင်လို့ခေါ်လိုက်တော့ကိုထေးရောက်လာတယ်ဆရာတော်ခေါ်တယ်ဆိုလို့ဆိုတော့အေးဟုတ်တယ်ထိုင်စမ်းပါအောင်ကွာလို့ကဲခင်ဗျားတို့နားထောင်တော့တပည့်တော်မေးတော့မယ်လို့သောရပံသည်အပေလူเจ้าကိုတပည့်တော်မေးပြမယ်သူဟာ ရှင်ဖျားတို့မျက်စိအောက်မှာကြီးလာတဲ့ကလေးပရိယတ်ကြီးလည်းမတက်ခဲ့ဘူးသူလည်းလုံနေတဲ့ကလေးတယောက်တပည့်တော်မေးပြမယ်လို့ကိုသေးမင်းအပယ်လေးပါးကိုကြောက်အောင်လားဆိုတော့တပည့်တော်မကြဘူးတဲ့သေးကြရလားဆိုတော့သေးကြတယ်ဖျားတဲ့ကဲဒါဖြင့်ဖျားစစ်ရှိသွားပြီးတော့တပည့်တော်အပယ်ကြားပါလို့ဤအပယ်ကြားပါလို့ဤဖျားလို့ဆူတောင်းရလားဆိုတော့ဆူတောင်းရတယ်တဲ့တွေ့လားဖျားအာမခံချက်ဘလောက်ကောင်းလဲလို့ကဲဒါဖြင့် အဲ့ဒါလို့မင်းတောင်းရဲလောက်အပယ်မကြဘူးလို့တီးလောက်အောင်မင်းမှာဘာအကူရရှိလဲလို့ဆရာတော်ဒါယူပဲတဲ့အယူကိုပြောတယ်ဒီငါ့ကိုငါ့ရုပ်ကြီးလို့ယူထားပြီးငါခံစားနေဒီဟာအပယ်ကြမှာပေါ့တဲ့ဒီရုပ်နဲ့မြင်လာတော့ဒီယောက်ျားမိန်းမမရှိတော့ဒီယူပြုတ်သွားတော့ဒါတက်ကြီးလေးပါယုတ်ကြီးပဲတဲ့ဒီတက်ကြီးလေးပါယုတ်ကြီးကိုငါ့ကိုငါ့ရုပ်ကြီးလို့ယူထားရင်တော့အပယ်ကြမှာပေါ့တဲ့ဒီပေါ်မှာ တကြီးလေးပါပဲရှိတာယောက်ျားမိန်းမလို့ဒီယူယူထားလို့အပေကြတာဒီယူမရှိရင်ဘယ်တော့မှအပေမကြဘူးဗျာတဲ့ကဲရှင်ဖျားတို့တူတူနဲ့ရှင်းရှင်းလေးပဲလို့ဖျားကလည်းပြောတယ်ဒိဋ္ဌိဆိုတာအယူမာကြီးဒီယူမာကြီးပြုတ်သွားတာလို့အဲ့တော့ကိုဆွဲထားတဲ့အဆွဲတွေအကုန်မရှိတော့စိတ်တကြီးနဲ့နေရတာလို့ကဲဒါဖြင့်အခုမင်းစိတ်ထဲအခုမင်းစိတ်နဲ့နေသလားအခုဘယ်စိတ်နဲ့နေသလဲလို့ ဒီစိတ်နဲ့သာနေရင်တပည့်တော်လည်းအပယ်ကျမှာပဲတဲ့တရားကျင်တော့အဲ့ဒီစိတ်ကြီးချုပ်သွားတယ်တဲ့ချုပ်သွားတော့ဒီစိတ်အစ်တဲ့နေပါတယ်တဲ့ကဲအရှင်ဖျားတို့တွေ့လားဝိပဿနာဆိုတာစိတ်ပြောင်းတာစိတ်တွေပြောင်းပြောင်းသွားတဲ့ကိစ္စဒီအသည့်နယ်နဲ့တိလို့ကတော့ဘယ်တော့မှမရဘူးအပယ်မလွတ်ပါဘူးတိယုံနဲ့ဖုံဖုံတို့ပြောလို့နားထောင်ပြီးပြန်ပြောတတ်ယုံနဲ့စာရိဖတ်လို့ပြန်ပြောတတ်ယုံနဲ့ဘယ်တော့မှအပယ်မလွတ်ဘူးကိုကိုယ်တိုင်းကျင်းတဲ့အခါကြတော့မှ ီတက်ကြီးလေးပါရဲ့တဘာဝသဘောကိုသိရင်လည်းအပယ်လွတ်တယ်။ယုံနာရဲ့တဘာဝကိုသိရင်လည်းအပယ်လွတ်တယ်။ယောက်ျားမိန်းမအယူချုပ်တော့အပယ်လွတ်တာပေါ့။အဲ့ဒီအယူမှားကြီးပယ်တဲ့နည်းပါပဲ။အဲ့ဒီတော့မှသူတို့လည်းလက်သင့်ခံတယ်။ဒါကြောင့်မို့အပယ်လွတ်ပြီဆိုရင်တိမှုပြောင်းသွားတာပဲ။ဒါအင်မတန်အံ့ဩစရာကောင်းတယ်။လူစင်စစ်ဖြစ်ရတဲ့နဲ့မိဘကမွေးလာတဲ့စိတ်တွေတခုမှမရှိတော့ဘူး။တည်သွားတယ်။ဒီဘဝမှာပဲတည်သွားတာ။ စိတ်တင်းနေဖြစ်နေတယ်။အဲ့ဒီစိတ်တက်ကလည်းဘာလဲဆိုတော့အရင်လူစိတ်မဟုတ်ပဲနဲ့ဩဟိုစိတ်ကြီးနဲ့သာနေခဲ့ရင်အပေကြမှာပါလား။အခုငါဒီစိတ်တင်းနဲ့နေရတာအေးပြီပေါ့လွတ်ပြီပေါ့ငြိမ့်ပြီပေါ့လို့ဒီစိတ်တင်းနဲ့နေရတာပါ။အခုလောကီစိတ်တွေနဲ့ပုရုဇဉ်စိတ်တွေနဲ့နေရင်တော့အပေမလွတ်ပါဘူး။ဒီစိတ်တွေကိုပြောင်းရပါမယ်။ဝေနာမှမသိရင်အပေလေးပုံကြီးကလည်းဟင်းလင်းပွင့်နေတာပါပဲ။ကျေးဇူးတော်ရှင်။ ဆရာတော်ဘုရားကြီးဦးတီရီဓမ္မဝိဇောရိယတဲရင်ဓမ္မရိပ်သာရွှေတကားအပိုင်းနှင့်ပြည်မြို့